ကျွန်တော်ဒီနေ့အတွက်ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဆောင်းပါးလေးကိုရေးသားထားသူကတော့ဆရာမောင်တူပဲဖြစ်ပါတယ်ဆောင်းပါးလေးကိုဖတ်ခွင့်ပြုပါရန်ဆရာမောင်တူနဲ့ DVB သတင်းဌာနတို့အားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆန်းဆန်းနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစီဗျာအေးတော်ဘုံ 昂古昂扬尼。Masalah padi. တော်ပါပြီနိုင်ငံရေးပါတီဟန်ဆောင်တီတီအမြီခံမြမဆန်လာတယ်ကြံ့ဖို့ကဲ့သို့တက်ရဲ့ပါတီပရောက်စီတာတကာမဆန်လာလို့အတူငောက်ခေါ်တဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီမဆန်လာပါတီဟာစစ်တပ်ကနေရပ်သားပါတီအသွင် ပြုတ်လုထားတဲ့ပါတီဖြစ်ပြီး1962ခုနှစ်ဇွန်လ၄ရက်ကစတင်ဖွဲ့စည်းခဲ့တာပါ မှတ်တမ်းရတော့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလာဟာ1962ခုနှစ်စစ်တပ်အာဏာသိမ်းယူပြီးနောက်ဗိုလ်ချုပ်ကြီးနေဝင်းကရက်သားဟန်ဆောင်အတွင်ပြောင်းမှုမဆလာကိုဖွဲ့ခဲ့တာပါမဆလာပါတီကိုဖွဲ့နိုင်ငံကိုတပါတီစနစ်နဲ့သာအုပ်ချုပ်ခဲ့ပြီးအခြေအနေမကောင်းရင်စစ်အာဏာသိမ်းမှုပြင်ထားခဲ့တာပေါ့1988ရှစ်လေးလုံးရေတော်ပုံကြီးမှာ လူလူကမလိုလားတော့ဘူးဆိုတော့ စစ်တပ်ကိုတိုင်းပြည်အာဏာပြန်သိမ်းခိုင်းလိုက်ပြီးမဆလာလေတမိုင်းမြောင်းပုတ်ထဲကျသွားပြီးဇက်သိမ်းမလာခဲ့တော့ပေါ့နောက်ပိုင်းမှာတဆညတိုင်းရင်တော်စီလုံးညီညွတ်ရေးပါတီဆိုပြီးနာမည်ပြောင်းခဲ့ပေမဲ့မဟန်တော့ကြန့်ဖို့ခေါ်ပြည်ခိုင်ဖြုတ်ခေါ်ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို ဖွဲ့ပြီးမဲရွေးခဲ့ပေမဲ့လည်းမဟန်ပါဘူးတဆညရောကြန့်ဖို့ပါတီရောကတပါတီရဲ့ပြောင်းရင်တောင်း မဲမခိုးရင်မဲမလိန်ရင်စစ်တပ်ကမချင်းချောက်ဖဲလွတ်လွတ်လပ်လပ်ဒီမိုကရေစီရှိရှိမဲပေးခွင့်ရရင် ခွက်ခွက်လန်ရှုံးကြမဲ့ပါတီတွေလीအထူးကပြောလိုတာကမဆလာရောတဆညာရောပြီခိုင်ဖြိုးရော ပါတီ၃ခုစလုံးဟာစစ်တပ်ပါတီတွေသာပါမဆလာတဆညာပြီခိုင်ဖြိုးအားလုံးဟာစစ်တပ်တွေပါပဲမဆလာပါတီ1962ခုနှစ် မလ၂ရက်နေ့စစ်တပ်ကနိုင်ငံအာဏာကိုသိမ်းပိုက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်ဥက္ကဋ္ဌဖြစ်ဆောင်ရွက်ခဲ့တဲ့တော်လန်ရေးကောင်စီပေါ်ပေါက်ခဲ့ပါတယ်1962ခုနှစ် AB 30ရက်ကတော်လန်ရေးကောင်စီကမြမဆိုရှယ်လစ်လမ်းစဉ်ကို တိုင်းပြည်သို့တင်ပြခဲ့တာပါလမ်းစဉ်ပါတီကိုတော်လန်ရေးကောင်စီက1962ခုနှစ်ဇူလိုင်၄ရက်နေ့မှာအမရိအဖြစ်စတင်ခဲ့ပါတော့တယ် တော်လန်ရေးကောင်စီလမ်းစဉ်ပါတီတွဲခွန်မြုံမြင်ရေးသဘောတရားဖြစ်တဲ့လူနဲ့ပတ်ဝန်းကျင်တို့၏အညမညသဘောထားစာတမ်းကို1963ခုနှစ်ဇန်နဝါရီ18ရက်နေ့မှာထုတ်ပြန်ခဲ့တယ်။နောက်ပိုင်းမှာမဆလာပါတီနိုင်ငံရေးပါတီဆိုပြီးလူမှုကိုဂျင်းထက်အုပ်ချုပ်တာ88ကြာမှာပဲမဆလာဇက်သိမ်းသွားပါတယ်။မဆလာရဲ့စိုးွက်တွေတာဝန်ကြီးစပါ မဲလဲဖြူဖြူလဲဖြူ တပါတီရဲ့မဲပေးစနစ်အချီဇွေးနဲ့နှုတ်စီတွဲပေးတဲ့တမဆိုင်တန့်စီစနစ်ပါတီဝင်မှလောက်ရတဲ့ခေပါတီယူနစ်ဥက္ကရာတာမယာများတဲ့ခေ1962ဇွန်လေးမှာမြမဆိုရှယ်လစ်လမ်းစဉ်ပါတီစဖွဲ့25ချက်တန်ဝေဆက်ကူတွေဓမြတိုက်သွားတဲ့မဆလာမိုးမောထောင်မပြဖူးတဲ့တဲ့ပြခိုင်းတဲ့မဆလာဥက္ကရာကြီး ရှစ်လေးလုံးမှာလူရုကမြောင်းနေကန်ချတာခံခဲ့ရတယ်မဆလာမဆလာသည်ကြံ့ဖို့ကဲ့သို့စစ်တပ်ပါတီဖြစ်ခဲ့သည်တကားတာဝန်ကျေစပါမဆလာပါတီဟာ လေသမားလူရုကိုနှစ်စင်တာဝန်ကျေစပါတောင်းနေဆိုရှယ်လေဝါရယလေအောင်မျိုးကိုနိုင်ငံကတီးစားချတာသာဖြစ်လို့လေသမားကတီးစားကပေးတဲ့အနေနဲ့ဥပမာအဖြစ်တေအေကကို၁၀ရင်းလုံးအစိုးရကိုပြန်သွင်းခိုင်းတာမဖြစ်မနေပါဘူး 1980ခုနှစ်များမှာပေါ်အေက20စိုက်သူဆိုဇမားတင်းနေရာကြီးများတောင်အစိုးရဈေးနဲ့ပြန်ရောက်ရတာပေါ့ချစ်တီးတွေလိုမပေးမနေရဆိုတော့ဒေသမားတွေခမမဆလာချစ်တီးခမကြော့ကော့အောင်ခံခဲ့ကြရတာလीစပကြီလန်ပုတ်လန်တောင်းလန်နဲ့စပားတွေအသိမ့်ခံကြရတာတွေမကြေနပ်ချက်တွေဟာရှစ်လေးလုံးမှာပောက်ကွဲအောင်ကြွမဆလာလေးဆုံးသက်တာပေါ့ မဲလဲဖြူဖြူလဲဖြူတပါတီမဲပေးစနေမဆလာခစ်မဲပေးဝုံကအဖြူတပုံးမဲတပုံးထားလေမဲဆန်နာနေမြေတိုင်းမှာကိုစလဲတယောက်ထဲကိုပဲရွေးရတာကြိုက်ရင်ဖြူပုံးနဲ့ထက်ကန့်ကွက်ရင်အမဲပုံးနဲ့ထက်ပြီး1984ခုနှစ်မှာမော်ဘီမြို့နယ်ကြေးရွာတရွာက အသေးချာညိပြီးအမဲပုံးတွေတဲကိုတရွာလုံးထက်ပြီးလိုက်တာအများရွာသားတွေရှိမဲပုံးတွေဖွင့်ရေးအတွက်တော်လေ တရွာလုံးအမဲကြီးတသက်ပေါ်အဖြူလုံးဝမရှိသို့တော်လေမြို့နယ်ကော်မရှင်စင်းရဲမှကြာတော့အဲ့ဒီတရွာလုံးကဖြူနေတယ်ပျော်ရဲသူတွေကတက်ပြောတော့မြို့နယ်ကော်မရှင်ကတိုး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 နဲ့တောင်းမှန်နေအထက်မင်းရမဲစင်းမထက်ပြရဘူးဆိုလို့တရားရာဂိုင်းတို့အဖြူများသာစည်ရင်တင်လိုက်ရပါတည်းနေဝင်းစစ်တပ်မဆလာပါတီဒီမိုကရေစီရွေးကောက်ပွဲပေါ်စစ်တပ်ကြိုးကင်မဆလာခေတ် ဒီမိုကရေစီပေါ့အခုအာဏာသိမ်းစစ်ကောင်စီရဲ့စီကံပြေဝါသောဒီမိုကရေစီဆိုရလိုပါပဲအတူတူပါပဲပြောတော့ဒီမိုကရေစီလောက်တော့အာဏာရှင်အချစ်ဇွေးနဲ့နှုတ်စီတွဲပေးတဲ့တမဆိုင်တန်းစီစနစ်1963ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့ကနိုင်ငံတွင်းဗန်အားလုံးကိုစစ်တပ်ကပြည်သူပိုင်သိမ်းနေဩဂုတ်15ရက်နေ့မှာ ဝါနိစနပြိပခမှုအပရိကို ပြင်ဆင်ပြဋ္ဌာန်းပြီးအော်တိုဘာ19ရက်ကျတော်လရင်ကောင်စီဥရီအမှတ်33ကို ထုတ်ပြန်လုပ်ငန်းများနိုင်ငံပိုင်ပြုလုပ်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။အဲ့ဒီဥပဒေအရစိုးရကစီးပွားရေးလုပ်ငန်းတွေနဲ့ဘယ်လုပ်ငန်းဆောင်ရွက်မှုမစိုးသိမ့်ယူခွင့်ရှိလာတယ်။နောက်ပိုင်းမှာတော့စစ်ဘိုလ်တွေဟာ ဥပဒေကင်ပြီးဓမြတိုက်ပါတော့တယ်။ပြည်သူလူထုတမအားစီဝါနဲ့လုတ်ကင်စားတောင့်နေတဲ့ ုတ်ကလေးကစီးပွားရေးလုပ်ငန်းတွေနဲ့ဈေးဆိုင်တွေကိုစစ်တပ်ကလက်နက်အားကိုနဲ့အတင်းအဓမ္မလိုက်လံသိမ်းယူပါတော့တယ်။နောက်ပိုင်းစီးပွားရေးလုပ်ငန်းတွေဈေးဆိုင်တွေသာမက ကောက်ပဲသင်းတန်ရောင်းဝယ်ခြင်းကိုပါစစ်တပ်ကချုပ်ကင်လာတယ်။အကျိုးဆက်ကတော့ဆော့ဆော့ကပြောခဲ့တဲ့တာဝန်ခြေစပါးမဖြစ်မနေပေးသွင်းရတာတွေဖြစ်လာတယ်။နောက်တစ်ခုကပြည်သူပိုင်းသိမ်းယူခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေဈေးဆိုင်တွေ အစားတမဝါယမဆိုင်တွေဖွင့်နေတယ်။ ထုံးစံအတိုင်းတမဆိုင်တွေမှာစံတိုးစီတိုးစက်ပြာတိုးလူရန်ကြီးတွေနဲ့ဖြစ်လာပြီးစီဝါရေးတွေလည်းစိုးပြီးရင်စိုးလာတယ်။အချစ်ဇွေးနဲ့နှုတ်စီတွဲပေးတဲ့တမဆိုင်တန်းစီစနစ်ဆိုတာကစစ်တပ်ပိုင်းစက်ယုံတွေက quality မကောင်းတဲ့အချစ်လုံးတွေနဲ့တံပိုးကြီးတဲ့နှုတ်စီနဲ့တွဲရောက်တာမျိုးပါ။နှုတ်စီလိုချင်ရင်အချစ်ပါမယူမနေရပေါ့။တကြလို့ချင်းရင်စစ်တပ်ထုတ်အုံးမကြတဲ့တက်ခဲပါတွဲယူရမယ်ဆိုတာမျိုးလी မင်းကိုနိုင်ရဲ့ကော်လာရှိရှိကေလန်လန်စာအုပ်မှာအဲ့ဒီအကြောင်းတွေရေးထားပါတယ်ပါတီဝင်မှလောက်ရတဲ့ကာလာ ပြည်စပ်မင်းသားဘီဒီအောင်တိုက်ပြောလို့ရှိတဲ့ဘွဲ့ရလှုပ်လက်မယ်တွေပေါများတယ်ဆိုတာဟာမဆလာခင်မှာဖြစ်လာတာလीဘွဲ့ရဖြစ်ဖြစ်ဘွဲ့မရဖြစ်ဖြစ်မဆလာပါတီဝင်အလောက်ရတယ်မဝင်ရင်ဘလောက်တော်တော်မခန့်ဘူးရုပ်ရှင်အကယ်ဒမီကိုတောင်းပါတီမဝင်ရင်မရဘူးဆိုပဲ ကျော်ဟင်းဟာပါတီဝင်လိုက်မှအကယ်ဒမီရသွားတယ်။အဲ့ဒါလို့ပါတီဝင် လူညံ့တွေနဲ့တိဆောက်ထားတဲ့ရုံကြောင်အလုတ်ခွင်တွေဟာ1962ခုနှစ်ကစတင်လဲပတ်လိုက်တာ1988ခုနှစ်ရောက်တော့လူရုအောင်ကြွမှုကြီးအောင်26နှစ်တာမဆလာပါတီကြီးပျောက်ကွယ်သွားခဲ့တယ်။ဒါဝိမဲ့စစ်တပ်ဟာသူ့ကိုယ်ဘွားတဆညပါတီပြည်ခိုင်ဖြိုးကျန့်ဖွတ်တွေဆက်ဖန်တီးပြီးအရတားပါတီအုပ်ချုပ်တဲ့အောင်ဆက်လုံနေတော့တယ်။ အခုလဲ NLD ကိုတခြားလူမှုပါတီတွေကိုဖျက်ဆီးနှိပ်ကွပြီးကြံ့ဖို့အစိုးရနဲ့ပြန်အုပ်ချုပ်ဖို့ပြင်နေပြန်ပါပြီဒီဇင်ဘာမှာမဲယူပွဲထက်လို့အုံးမလေးဖြူလဲမဲမဲလဲမဲမဲလင်ရွေးကောက်ပွဲများပါတီယူနဲ့ဥက္ကရာတာမရများတဲ့ခေမောင်ဆလာခင်မှာမြို့နယ်ပါတီယူနဲ့ဥက္ကရာတွေဟာ အာနာရှိဆုံးတမျိုးလုံးကတရုတ်ကလားတထေးတွေက ပါတီဥက္ကဋ္ဌတောင်းသမျှပေးရတော့မတောင်းမဲကြိုပေးထားလိုက်တဲ့ပေါ့ဖော်ကြီးတွေများဆိုဝတ်သားလိုင်စဉ်နှစ်တန်းရောက်အဲ့ဒီတော့ပါတီယူနစ်ဥက္ကဋ္ဌသားဆိုရင် နေရာတိုင်းမျက်နှာပွင့်တာပေါ့ကျောင်းမှာအာဂသာကွင်းမှာနေရာတိုင်းမှာသူ့ကိုပဲဦးစားပေးရတော့ရည်စားလူရန်ဖြစ်ရင်ရိုက်တာကဥက္ကဋ္ဌသားထောင်ကြတာကရိုက်ခံရတဲ့သူအဲ့ဒါလို့ဖြစ်ခဲ့တယ်အဲ့ဒီတော့ပါတီဥက္ကဋ္ဌသားရည်စားများတာ မရများတာဘာဆန့်တော့မလဲအနည်းဆုံးပဲပြောမယ်ကျွန်တော်တို့မြို့မှာဆိုရင်ပါတီယူနဲ့ဥက္ကရာသားချောင်းဒုနဲ့မျက်ရည်တုတ်ရတဲ့တောသူလေးတွေရှိခဲ့တယ်ရက်ကွက်ဥက္ကရာသားနဲ့ចောင်းသားရန်ဖြစ်တာကိုဥက္ကရာသားပဲအနိုင်ပြတဲ့ကိစ္စကစရှစ်လေးလုံးရေးတော်ပုံအထီတောင်းဖြစ်ခဲ့ရတယ်မဟုတ်လား25ကျပ်တန်ငွေဆက်ကူတွေဓမြတိုက်သွားတဲ့မဆလား မဆလာက25 35ချက်တန်ငွေဆက်ကူတွေကို1989ခုနှစ်စက်တင်ဘာလ9ရက်မှာတရမဝင်ငွေဖြစ်ကြေညာခဲ့တယ်ပြည်သူတရလုံးဟာလက်ထဲကင်ထားသမျှတွေပျောက်ဆုံးသွားတာပေါ့တခုတ်ခိုးခံလိုက်ရပြီလေဓမြအတိုက်ခံလိုက်ရတာမဟုတ်လားကျွန်တော်ဆိုရင်အဲ့ဒီအချိန်တုန်းကចောင်းလာကအဆောင်လာကပေးဖို့ပြင်နေတော့ဆိုတော့တော်တော်ဒုက္ခရောက်ခဲ့တယ် ချွေနေစာလေးတွေစူးစောင်းထားတဲ့ပြည်သူတွေဆိုရင်ဒုက္ခတောင်ကြီးပြည်သူလို့ခံစားခဲ့ကြရတယ်။တပြည်လုံးရဲ့မကျေနပ်မှုတွေနဲ့အတူမဆလာပါတီလည်းငွေတွေဓမြတိုက်ပြီးနောက်တနေ့1988စက်တင်ဘာ18မှာပြုတ်တာပဲ။စစ်တပ်ကမိုးဝထောင်မပစ်ဖဲတဲ့တဲ့ပြစ်ခိုင်းတဲ့မဆလာဥက္ကရာကြီး။တချို့ကပြောကြတယ်မဆလာခစ်တုံးကဒီလောက်မစိုးဘူးလေ။ဘာမစိုးရမှာလဲ။ လူလူဆန္ဒပြရင်မိုးဝထောင်မပြစ်နဲ့တဲ့တဲ့ပြစ်ချလို့မဆလပါတီဥက္ခရာကြီးဗိုလ်ချုပ်နေဝင်းကပြောခဲ့တာလीမမေ့ချသေးပါဘူးဒီစကရက်ကို1988ခုနှစ်ပြည်သူ့အောင်ကြောမှုတွေအရှိန်အမြင့်ဆုံးဖြစ်နေချိန်မဆလပါတီနောက်ဆုံးစည်းဝေးမှာဥနေဝင်းကပြောခဲ့တာပါစစ်ဦးစီးချုပ်ဥနေဝင်းဟာ1962ခုနှစ်7ဇူလိုင်ရေတော်ပုံမှာလေဒါဒါချင်းလှန်လှန်ချင်းရှင်းမယ်လို့ လူမိုင်စကားပြောခဲ့တယ်1988မှာလေလူလူဆန္ဒပြရင်မိုးဝထောင်မပြစ်နဲ့တဲ့တဲ့ပြစ်ကြလို့ပြောခဲ့တာလीအဲ့ဒါလို့ပြောပြီးမကြခင်စက်တင်ဘာ18မှာစေဦးစည်းချုပ်ဆောင်းမောင် အာနာသိန်းတာပဲအခုလဲမအားလားကမလုံရဲတာဘာမှမရှိဘူးလို့ပြောပြီးမကြဘူးအာနာသိန်းတာပါပဲရှစ်လေးလုံးမှာလူလူကမြောင်းနေကန်ချတာခံခဲ့ရတယ်မဆလာမဆလာဇက်သိမ်းမလားလို့တောင်း ပြောကြရမှာပါမဆလာကိုပြည်သူတွေကမဆလာလို့ခေါ်ပါတယ်မင်းဆက်လိမ့်လို့လည်းပြောကြပါတယ်နိုင်ငံရေးသမားဝီရူရသခင်ချက်မောင်ကမဆလာပါတီမှာခွေးကြက်ကာဝေးလောက်ရလောက်ရလို့ပြောခဲ့လို့ခွေးကြက်ပါတီလို့လည်းခေါ်ကြတယ်စာရေးဆရာမောင်တော်ကကတော့လူကမိုးဝပြန်နေဆိုတာလေယုံတာပဲမဆလာလမ်းစဉ်အောင်မြင်မယ်ဆိုတာလေယုံကြတာပဲဆိုပြီးတယောစာရေးဘူးပါတယ် အလန်နီကွန်မြူနစ်ခေါင်းဆောင်ကြီးသခင်ဖေထေးကတော့သတင်းတောက်တွေကိုကျုံနဲ့ဗိုလ်ချုပ်နေဝင်လက်ထပ်ပေါင်းတင်လို့သူကိုဝင်ရှိပြီးကလေးမွေးရင်မွေးတော်မေသူ့ရဲ့မြမဆိုရှယ်လစ်လမ်းစဉ်ကတော့အောင်မြင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါလေ1988ခုနှစ်မှာပြည်သူလူထုတုံးဆွမ်းနေတဲ့ကြံ့ဝေစက်ကူတွေကိုနှစ်ကြိမ်တိုင်တိုင်မဆလာတပါတီအာနာရှင်ဆိုးရကတင်ယူခဲ့တဲ့ငွေစက်ကူရေးခင်းကစပြုပြီး 1988ခုနှစ်နေဦးပိုင်းမှာ26နှစ်ကျော်မဆာလာရဲ့ဖိနေအုပ်ချုပ်မှု အကျင့်ပြက်ချာဆမှုတွေနဲ့တစားတစားဆင်းရဲကြက်တဲလာတဲ့စီးပွားရေးအခြေအနေတွေကြောင့်ចောင်းသားတွေဟာပြည်သူလူထုရဲ့ထောက်ခံအားပေးမှုနဲ့မဆာလာရဲ့တပါတီအာဏာရှင်အုပ်ဆုံးမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြတယ်။မလ23ရက်စစ်မှုတပ်ကတော်ចောင်းသားကို ဖုံးမော်ရေးခင်းမှာကိုဖုံးမော်ဟာမဆာလာလုံနေတပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့် တည်ဆုံးခဲ့ရပြီးသူ့ကိုဘိုးဘွဲ့ပေးရခါသူကြောင့်ဆုံးတဲ့မတ်လ23ရက်နေ့ကိုမြန်မာနိုင်ငံလူခွင့်ရေးနေ့ဖြစ်သတ်မှတ်ခဲ့တယ်။မတ်လ16ရက်အင်းအားကံပေါင်းမှာလုံနေတွေကဆန်နှပြចောင်းသူចောင်းသားတွေကို ပြစ်ခတ်တပ်ဖြတ်ခဲ့သလိုចောင်းသူအချုပ်ကိုလည်းမရင်းကျင့်တပ်ဖြတ်ခဲ့တဲ့ဒရာနီအေခင်းဇွန်လ21ရက်နေ့မြင်းဒီကုန်းမီးပွိုင်အင်းမှာဆန်နှပြခြေတက်လာခဲ့ကြတယ်။သူငယ်ရန်အလေရန် အထက်တန်းចောင်းသူចောင်းသားတွေကိုလုံဒိန်းနဲ့စစ်တပ်တွေကတနက်ပြစ်ကားနဲ့တိုက်ကျိတ်တပ်ဖြတ်ချိန်မုံးခဲ့တဲ့မြေနီကုန်းရေးခင်းတွေနဲ့တဆင့်ပြီးတဆင့်ဆိုင်ခေါ်အန်တုခဲ့တယ်။ဒီလိုចောင်းသားပြည်သူတွေရဲ့အန်တုမှုတွေကြောင့်1988ဇူလိုင်လ25ရက်နေ့မှာဥနေဝင်ပါတီဥက္ခရာဖြစ်နှုတ်ထွက်ပေးခဲ့ရသလို26ရက်နေ့မှာဥဆန်းယူလဲသမတဖြစ်ကနှုတ်ထွက်ပေးခဲ့ရတယ်။ဇူလိုင်လ29ရက်နေ့မှာတော့ ကမ္ဘာကျော်ရန်ကုန်ကတာသက်သမားစိန်လွင်ပါတီဥက္ကဋ္ဌနှင့်နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်နိုင်ငံတော်ကောင်စီတွင်ရင်မှုထွန်းတင်ကဝင်ကြီးချုပ်နှင့်ဒေါက်တာမောင်မောင်က နိုင်ငံတော်ပြည်သူဥပဒေကျိုးဆောင်ဖွဲ့ဥက္ကဋ္ဌတို့ဖြစ်လာကြသည်ဒီနောက်မှာတော့တိုင်းရင်းသားပြည်သူတရက်လုံးလှမ်းနေလေအောင်မြင်းဆောင်မကြမ်းတော်လန်အောင်ကြွခဲ့ကြတဲ့ရှစ်လေးလုံးပြည်သူအရေးတော်ပုံကြီးဖြစ်တယ်အော်ဂေါလာ22ရက်နေ့ပါတီဥက္ကဋ္ဌနဲ့သမ္မတရာထူးသက်တမ်း တလတောင်မပြည့်သေးတဲ့အချိန်မှာစိန်လွယ်နှုတ်ထွက်ပေးခဲ့ရပြီးဒေါက်တာမောင်မောင်တက်လာ၏မြမနိုင်ငံရေးတမိုင်းမှာဒုတိယမြောက်ရက်ပိုင်းတာအုပ်ချုပ်ခဲ့ရသူပြည်သူအားနဲ့တာသက်သမားတဦးကိုရက်ပိုင်းတွင်မှာရာဇပလင်မော်ကဖိရှားခံရသူစိန်လွယ်ဖြစ်မှတ်တမ်းဝင်သွားရ၏ကုန်းမောင်ခင်မှာခုနှစ်ရက်တာနိုင်ငံကိုအုပ်ချုပ်ခွင့်ရခဲ့တဲ့ဖောင်ကာဆာမောင်မောင်ဆိုရာလေရှိခဲ့ဘူး၏1988ခုနှစ် မဆန်လာပါတီပြည်သူ့လွှတ်တော်စီဝေးကပါတီစုံထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်လို့ပြည်သူလူထုကိုပြားရင်နဲ့ဝမ်းချခဲ့ပြီးမယ်ပြည်သူကမဆန်လာပါတီဖြတ်သိမ်းရေးဒီမိုကရေစီရရှိရေးနဲ့ကြောက်ရက်ဆိုးရဖွဲ့စည်းရေးတို့ကိုသာတောင်းဆိုပြီးလူထုဆန္ဒပြပွဲတွေတောင်မောင်မြေပြန့်အနှံ့ချင်းချင်းတဲတဲဆက်လက်ဆင်နွှဲခဲ့ကြတယ်။ဒါကြောင့်ပဲစက်တင်ဘာ16ရက်နေ့မှာဗိုလ်ချုပ်ကြီးစောင်းမှဦးဆောင်တဲ့စစ်တပ်က နိုင်ငံတော်ညင်ဝစ်ပြပြရေးအနေနဲ့တိုင်းပြည်အာဏာရရက်ကိုဒုတိယကြိမ်သိမ်းယူလိုက်တော့တယ်ဒီလုံးနဲ့မဆလာပါတီဟာပြည်သူလူထုဆန္ဒပြပွဲတွေ အောက်မှာဇက်သိမ်းသွားရတယ်မဆလာသည်ကြံ့ဖို့ကဲ့သို့စစ်တပ်ပါတီဖြစ်ခဲ့သည်တကား1962ခုနှစ်စစ်တပ်အာဏာသိမ်းပြီးဇူလိုင်၄ရက်မှာရက်သားအတွင်ဟန်ဆောင်မှုမဆလာကိုဖွဲ့တယ် လှည့်စားမှုဟာ1988ခုနှစ်မှာဘူးပေါ်တယ်လို့ပေါ်သွားတယ်ဇက်သိန်းနေနောက်ပိုင်းမှာစစ်တပ်ပါတီတဆညကိုဖွဲ့တယ်မဆန်လာကနေအမြည်ပြောင်းတာကိုသိတော့လူလူကလက်မခံဘူးဒီတော့ပြည်ခိုင်ဖြိုးကြံ့ဖို့ကိုဖွဲ့တယ်နေကြံ့ဖို့လည်း2020ရွေးကောက်ပွဲရှုံးပြန်တော့မင်းအွန်လိုင်းကအာဏာပြန်သိမ်းတာပါပဲတမိုင်းတကွေ့အသည့်တွေအရဒီနေ့ဟာမဆန်လာပါတီဆောက်ဖွဲ့တဲ့နေ့ဖြစ်ပေမဲ့ ုနေကိုပြောကြင်တာမဟုတ်ဖဲပါတီလို့ဆိုတိုင်းပြည်သူအတွက်မဟုတ်ဘူးဆိုတာသိစေဖို့ပါနိုင်ငံရေးပါတီလို့ပြောနေတော့ညာလူမှုအတွက်မလုပ်စစ်တပ်အတွက်သာလုပ်တဲ့မဆလာပါတီလို့ပြောကြင်တာလीအခုလဲစစ်တပ်ကကြံ့ဖို့ပါတီကိုမဲနိုင်အောင်လုပ်ဖို့2025ရွေးကောက်ပွဲကိုပြင်ဆင်နေပြီပေါ့အတင်းအကျပ်မဲမပေးမနေရလုံမဲမဲလဲဖြူဖြူလဲဖြူလုံမဲရွေးကောက်ပွဲမှာကြံ့ဖို့ပါတီနိုင်အောင်လုပ်ပြီး စစ်အာဏာကနေကြံ့ဖွက်ပါတီကိုလွှဲပေးမှာပါမဆလာဟာပါတီမဟုတ်စစ်တပ်သားပါအလားတူကြံ့ဖွက်ဟာလည်းပါတီမဟုတ်စစ်တပ်သားဖြစ်ပါလေစစ်တပ်ကြံ့ဖွက်မဆလာအလုံးကို ရှင်းလင်းရမှာပါမဆလာကတော့ရှင်းသွားပြီစစ်တပ်နဲ့ကြံ့ဖွက်ကိုပြန်ရှင်းဖို့ကပြည်သူတရက်လုံးတာဝန်သားပါမဆလာဟာ ပါတီပါဟု လိန်ညာအုပ်ချုပ်မင်းလုပ်ခဲ့သလိုကြံ့ဖွက်ကိုလည်း မဲနိုင်ခိုင်းထင်တိုင်းလုတ်ရန်စစ်တပ်ကြံနေလောက်ဟန်အဟောင်းမြင်းနေเจ้าမှာမောင်တူး